မင်းဆန္ဒနဲ့အကျင့်အဝန်းပေါ်မူတည်ပြီးရွေးကောက်ပွဲစနစ်ကိုတတ်မှတ်မဲလို့စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီတွေကိုပြောဆိုလိုက်ပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါရဲ့ရှင်အနာဒိစစ်ကောင်စီကဒီနှစ်အကုန်နောက်နှစ်အစပိုင်းမှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲမှာကျင့်သုံးမဲ့ရွေးကောက်ပွဲစနစ်ကိုတနိုင်ငံလုံးရဲ့မင်းဆန္ဒနဲ့အကျင့်အဝန်းပေါ်မှာမူတည်ပြီးတတ်မှတ်မဲလို့နေပြည်တော်မှာကျင်းပပြုလုပ်ခဲ့တဲ့ညဉ့်ညံရေးဖိုရမ်မှာစစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကိုပြောဆိုခဲ့ပါတယ်။လက်ရှိအချိန်မှာတနင်္ဂနွေနေ့အနက်မှာတိုက်ပွဲတွေဖြစ်နေတာကြောင့်စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်ဘက်ကရွေးကောက်ပွဲကျင်းပမဲ့မဲဆန္ဒနဲ့အရေးအတွက်ကိုတိတိကျကျထုတ်ပြန်နိုင်ခြင်းမရှိသေးပေမဲ့ရွေးကောက်ပွဲကျင်းပဖို့လိုအပ်တဲ့အရာအလုံးကိုပြင်ဆင်ထားပြီးဖြစ်တဲ့အကြောင်းကိုလည်းပြောဆိုခဲ့တယ်လို့ရှမ်းပြည်မျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကပြောပါတယ်။ဥပမာတမျိုးနယ်ဟို ဆိုတော့မေဆာနာနဲ့တခုဖြစ်သွားမှဆိုတော့ဒီလိုတော်မှာဆိုတော့ဒါ FPTP လို့ကျွန်တော်တို့ကတော့ပြောလို့ရပြီပေါ့လေအဲအခုအမျိုးသားလွတ်တော်မှာတိုင်းနေရာကြီးတခုလုံးကိုမေဆာနာတင်နေတမလိုက်ပြီးဆိုရင်တော့ဒါတော့ပြည်ရပေါ့ဒါတော့သူတို့ဥရနီးဥရထွက်လာရင်တော့လက်တက်ခံကြရတော့မှာပေါ့ဗျာဒီပါတီချုပ်တရားလည်းဒီပီယာစနစ်ဆွဲတုန်းကလည်းပါတီတော်များပါခဲ့ကြတာကိုကျွန်တော်တို့ဒီ FTV နဲ့ကနေပီယာပြောင်းမယ်ဆိုပြီးမှပါတီတွေကိုအခြေခံထားပြီးမှအဲဒီပါတီရဲ့အကြံပြုချက်တွေယူပြီးမှသူတို့ကအခု ဥပဒေတွေရေးဆွဲထားတာဖြစ်တယ်။သူက PR နဲ့တွားမလား၊ FTP နဲ့တွားမလား၊ EOS နဲ့တွားမလားဆိုတဲ့ပုံစံမျိုးပေါ့နော်။အဲဒီသုံးမျိုးကိုသူတို့ဒါပြင်ဆင်ပြီးမှရေးသားထားပြီးဖြစ်တယ်ဆိုတော့ကျောင်းနောက်ဒီဘက်နိုင်ငံရေးပါတီဘက်ကအကြံပြုချက်တွေပါရှင်းတယ်သူတို့ထပ်ဖြည့်ပြီးမှပြင်ဥပဒေပြင်ရချင်းတိုင်ပြီးမှထပ်ဖြည့်လို့ရတယ်ဆိုတော့ကျောင်းလေးတွေသူပြောခဲ့တာရှိပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကနေပြီးတော့မှကျင်းပပြုလုပ်ခဲ့တဲ့ညဉ့်ညဉ့်ရေးဖိုရမ်ဟာယူကော့ပွဲကျင်းပဖို့နဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေကိုအဓိကထားဆွေးနွေးခဲ့ကြတာဖြစ်ပြီး စုနေချပောင်းတရားကျော်ကိုသဘောတူညီမှုရရှိခဲ့တယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့အနာသိစစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကိုတိုင်းဒေသတော်လှန်ရေးအင်အားစုတွေနဲ့စစ်တပ်အနာသိမှုကိုစန့်ကျင်ကြတဲ့တော်လှန်ရေးအင်အားစုတွေနဲ့ရပ်ဖက်အဖွဲ့အစည်းတွေဘက်ကတော့အတိအမှတ်မပြုဘူးလို့ထုတ်ပြန်ထားပါတယ်။အခုလိုစန့်ကျင်ကြတာဟာအနာသိစစ်ကောင်စီဟာနေပြည်တော်အများစုကိုထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲလက်လွတ်ထားရတယ်လို့ လူလူအားလုံးကိုကူစားပြုတဲ့ရွေးကောက်ပွဲမှာဖြစ်တာကြောင့်စန့်ကျင်ကြတာဖြစ်တယ်လို့အမည်မဖော်လို့လဲနိုင်ငံရေးပါတီခေါင်းဆောင်တဦးကလည်းပြောဆိုပါတယ်။အနာသိန်းစစ်ကောင်စီဘက်ကနိုင်ငံရေးပါတီထူထောင်ခွင့်ကိုဖျက်သိမ်းခြင်းခံခဲ့ရတဲ့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအထွေထွေတွင်ရမှုဦးမျိုးကျော်ကတော့စစ်ကောင်စီဘက်ကကျင်းပဖို့လှုံ့ဆော်နေတဲ့ရွေးကောက်ပွဲဟာနိုင်ငံရေးထွက်ပေါက်ရှာတဲ့ရွေးကောက်ပွဲတစ်ခုထက်မပိုဘူးလို့မှတ်ချက်ပြုပါတယ်။မကမာမှုကိုပြောတဲ့ ရွေးကောက်ပွဲလောက်တောင်မှသူတို့ရွေးအခုလုံးမဲ့ကျင်းပမဲ့ရွေးကောက်ပွဲဆိုတာပုံမလာဘူးလေ။ဘယ်နေရာတွေဘလောက်မှကျင်းပမဲ့ဆိုတဲ့ဟာမျိုးကလည်းအမျိုးမျိုးပြောနေကြတယ်ပေါ့လေ။ကျွန်တော်တို့နိုင်ငံမှာနေပြီးတော့ရွေးကောက်ပွဲကျင်းပခဲ့တဲ့အဲအကျဉ်းထားတိုင်းပေါ့ဗျာ။နှုတ်နယ်ပေါင်း330ရှိတဲ့အနေနဲ့300ကျော်ဒီဒီနှုတ်နယ်300ကျော်လောက်ကကိုဒီလိုဒီလိုအမြဲတမ်းကိုစားပြီးပြီးတော့ဒီကောက်ပွဲကျင်းပတာခက်တာကြီးကိုကျွန်တော်တို့ အဲ့လိုလေ့လာရှိခဲ့တယ်။အခုကတော့အဲ့ဒီဟာကိုဘယ်လိုနည်းနဲ့မှမိန်နိုင်ခွင့်မရှိဘူး။ဒီလူတွေအကုန်လုံးကိုလည်းကိုစားပြုနိုင်ခွင့်မရှိဘူး။အခုကျင်းပမယ်ဆိုတော့သူတို့လုပ်မယ်ဆိုတော့ရေကောက်ပွဲဟာအနာဒေးစကောက်စီဘက်ကတော့ရေကောက်ပွဲကျင်းပနိုင်မဲ့မဲဆန္ဒနဲ့အရေးအတွက်ကိုအခုချိန်ထိကြီးညာနိုင်ခြင်းမရှိသေးသလိုရေကောက်ပွဲနဲ့ဆိုင်တဲ့ဥပဒေနီးဥပဒေနဲ့ကျင်းပပြုလုပ်မဲ့ရေကောက်ပွဲစနစ်ကိုလည်းတိတိကျကျထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူးကျွန်တော်အောင်သူပါခင်ဗျာ